အားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ။ Visit Company ရဲ့ Bayern Munich အသင်းကတော့ Club World Cup ပြိုင်ပွဲမှာဒါသူတို့ရဲ့အဖွင့်ပွဲစင်မှာပဲဒီပြိုင်ပွဲရဲ့အားအနည်းဆုံးအသင်းလိုပဲပြောမလား။ဒါလက်ရှိမှာဒီ part time အလုပ်လုပ်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ Auckland City အသင်းကို16ပြည့်နဲ့နိုင်ပြီးတော့ဒါ Club World Cup သမိုင်းတခြားစံချိန်တင်နိုင်ခဲ့တယ်။ ဒါကဘိုင်မြူနစ်အသင်းရဲ့စံချိန်တင်ဂိုးပြတ်နိုင်ပွဲတော့လည်းမှတ်ဖို့သူတို့စံချိန်တင်နိုင်ပွဲက competitive game ပြိုင်ပွဲမှာ12ဂိုးအထိရှိတယ်ဆိုဒုတိယပိုင်းမှာမူဆီယာလာဝင်လာပြီး hat trick သွင်းသွားတယ်။ဒါ Thomas Muller လေးသူ့ရဲ့ career တခြား twin goal 250မြောက်ဂိုးကို twin ယူနိုင်ခဲ့တယ်။ဒါပထမပိုင်းမှာတော့ Michael Olise ကတော်တော်လေးခြေစွမ်းပြပြီးတော့ goal လဲ twin နဲ့ penalty လဲဖင်တီးတယ်။ Kingsley Coman ကဒီပြိုင်ပွဲရဲ့ပထမဆုံးဂိုးကိုစသွင်းတယ်။ဆိုတော့ ဘိုင်မြူနစ်အသင်းရဲ့လက်ရှိ current market value ဟာပေါင်တန်း980ရှိပြီးတော့ Auckland City အသင်းရဲ့ဒါဘယ်လိုပြောမလဲဒီအသင်းရဲ့တန်ကြီး value ကပေါင်1.23တန်းပဲရှိတယ်ဆိုအသင်းကောင်းဆောင်ဆိုရင် Coca-Cola manager ကိုသမားဆိုရင် factory မှာလုပ်တဲ့သူအများသောအပြင်ကသူတို့ကဒီတိုင်ပွဲကိုလာတဲ့အခါမှာဒါ annual holiday တွေယူကြတယ်တချို့လဲ club ရဲ့ ဒါ opportunity ဖြစ်တဲ့အတွက်ကြောင့်သူတို့တော်တော်များများဟာဒါဘယ်လိုပြောမလဲဆိုတော့ legend player တွေနဲ့တွေ့ရတွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်ဒါလစာမဲ့ယူတဲ့လူတွေရှိတယ်လစာပြည့်ခွင့်ယူတဲ့သူတွေလည်းရှိတယ်အကုန်လုံးက part time လုပ်တဲ့ကစားအလုပ်လုပ်တဲ့သူတွေကြီးဖြစ်တယ်ဆိုတော့ Bayern Munich ကဒါ Champion League မှာဘယ်သိနဲ့တွေ့တွေ့ဘယ်တော့မှမညာဘူးသူတို့ကပြောတမ်းဖြစ်ဖြစ်ဘာအသင်းဖြစ်ဖြစ်ကျွန်တော်မမရရ Bundesliga စကားကလေးဆိုရင်ဂျာမန်တတိယဒဏ်လာဆုံးထားတယ်လားအသင်းတသိန်းနဲ့ Bayern အမြဲကန်တယ် နှစ်တိုင်းကို73ကို14ကို15ကို16ကို90အမြဲတွင်းနေကြဆိုတော့ဒီနေ့ပွဲမှာလည်းဘိုင်ယန်ကတစ်ဖက်သက်သွင်းသွားတယ်ထူးခြားတာကဆရာကြီးဟာရီကိန်းကိုမရခဲ့တဲ့အချက်ပေါ့လေပထမပိုင်းပြီးခဲ့တဲ့ကသူ့ကိုလူစားလေးလိုက်တာလည်းပါတယ်ဒါပေမဲ့ဒီနှစ်သင်းကြားကွာမှုအရန်ကြီးတယ်ပထမပိုင်းမှာ6ကိုတွင်းတယ်ဒုတိယပိုင်းမှာ4ကိုတွင်းတယ်သူတပြည့်ဒုတိယပိုင်းမှာမူဆီယားလာဝင်လာပြီးတဲ့ချိန်တကယ်တော့သူလဲ golden chance ဖြုံးတီးတာဖြုံးတီးခဲ့ပြီးတော့မှ hat trick ရသွားတယ်နောက်ဆုံး ခိုးသမားရဲ့အမားကနေဟတ်ထရီရတယ်ဆိုတော့ဘိုင်မြူနစ်ကဒီနေ့ပွဲမှာပိုဇီရှင်အားဖြင့်72%တိကင်ပြီးတော့ဂိုးပေါက်ကန်သွင်းမှုဂိုးပေါက်တဲ့တာပေါ့လေ18ချိန်ရှိတယ်ဂိုးပေါက်တဲ့တဲ့အတန့်ကြီးပဲ18ချိန်ရှိခဲ့ပြီးတော့ shot target ပေါ့လေဒါ shot off target ဆိုရင်6ဒါ6ချိန်ဆိုရင် total 26ချိန်ဒါဒါတော့မှဘိုင်မြူနစ်ကဒါဒုတိယပိုင်းမှာအပြောင်းလဲတွေလုပ်သွားတယ်ဆိုတော့ မောင်ဝင်တော်ရလက်နဲ့ဖမ်းလိုက်ရတာเนาะကျွန်တော်ပြောချင်တာလက်နဲ့ဖမ်းလိုက်ရတာအမျိုးအပြည့်ကမောင်ဝင်တော်ဘောလုံး6နောက်နေပဲခြင်သွားတာလက်နဲ့ဖမ်းတာနှလုံးလားသုံးလားပဲရှိတယ်။ဟိုဘက်ကရှူးတာကရှာရှာပါပါအဝေးကတလုံးလှမ်းကန်တယ်ဒါပဲ။ဒါဒီဘိုင်မြူနစ်အသင်းရဲ့ဒါဒီလိုအသင်းမျိုးကိုပြတ်နိုင်တယ်တော့တိတ်တော့ဘာမှတော့တိတ်ပြီးတော့ဘယ်လိုပြောမလဲချီချူးကြတော့မရှိဘူး။ဒါပေမဲ့နောက်ခံလူသစ်ဂျိုနသန်ထာအတွက်ဒါ debut ကတော့ share debut ဖြစ်ခဲ့ပြီးတော့မှဒါ Kingsley Coman နောက်ပြီးတော့မှ76 boys ဆိုရင်သူအဲ Galatasaray ကပြောင်းလာပြီးခေတ်ကဒဏ်ရာတွေရပြီးတော့သူရဲ့ပထမဆုံး competitive goal ဖြစ်တဲ့ Michael Olise ကဒါပထမပိုင်းမှာနှစ်ဂိုးသွင်းတစ်ဂိုးဖန်ပြီးတော့ Coman လည်းသွင်းတယ် Thomas Muller သွင်းသွားတဲ့အလုံးစုံလည်းတော်တော်လေးကောင်းတယ်ဒုတိယပိုင်းကတော့ Obao က Musiala နဲ့နောက်တစ်ဂိုးကတော့ဒါဘယ်လိုပြောမလဲ Canary ဖန်တီးပေးတာကနေ Muller သွင်းသွားတယ်ဆိုတော့ Bayern ကသူ့လို့သူ့လို့ပြီးတော့ goal ပြတ်နိုင်သွားတယ်ဆိုတော့အခု Auckland City အသင်းရဲ့အခြေအနေလေးပေါ့လေဆိုတော့ Auckland City ကဒီပွဲမှာ ပါဝင်ကစားခဲ့ပြီးတဲ့အချိန်မှာဒါသူတို့အသင်းရဲ့ကစားမတွေရဲ့အခြေအနေပေါ့လေဆိုတော့ Auckland City အသင်းမှာပါဝင်တဲ့သူတွေကကစားမတွေအကုန်လုံးကចောင်းဆရာပါတယ် Martin Luther အလုပ်သမားတွေပါတယ် customer service samsung မှာလုပ်တဲ့ customer service player ပါတယ် first three စက်ရုံမှာလုပ်တဲ့သူတွေပါတယ်ပြီးတော့မှ store owner တွေပါတယ်စပိတ်ညက်တဲ့သူတွေပါတယ် sales manager ပေါ့လေအသိန်းကောင်းဆောင်က sales manager coca-cola မှာသူက manager ပြီးတော့မှ painter စေးတုပ်တဲ့သူအပါဝင်အကုန်လုံးပါတာပေါ့လေဒါကတော့နည်းနည်းတော့ဒါဘယ်လိုပြောမလဲကိုသမားဆိုရင် corner tracy ဆိုရင်သူကဘယ်လိုပြောမလဲဆိုတော့မဝင်တော်ရာနဲ့တွေးချင်လို့တော့ပါသူရဲ့ဘယ်လိုပြောမလဲ အန်ယူရယ်ဟောလီဒေးအပြည့်အဝယူခဲ့တယ်။တပြားတစ်ချက်မှမရဘူး။သူကဘယ်လောက်ဒီပြောလဲဆိုရင်ကျွန်တော်ဒီပွဲလာခံတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဘေးဒီအတွက်ကျွန်တော် struggle ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ဒါဟာ once a lifetime ဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးတော့ဘူကာဂျူနီယာတို့ဘန်ဖီကာတို့နဲ့လည်းသူတွေ့မှာဖြစ်တဲ့အတွက်ဒါဟာသူ့ the once a lifetime ဆိုပြီးတော့သူတော့လာတယ်။ဆိုတော့ပိုင်မြူနစ်အသင်းကဒါ16ပြတ်နဲ့ club world cup history ပထမပိုင်းမှာ69သွင်းတယ်။ဒုတိယပိုင်းမှာ49သွင်းတယ်။ hat trick ရတာကမူစီယာလာ၊ man of the match က michael olise နဲ့ ဘိုင်ယန်က company နဲ့အတူ record breaking ဂိုးပြတ်နိုင်ပွဲရပြီးတော့ Auckland City အသင်းကိုမှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်